ကျွန်တော်တို့ဟိုအဓိကတော့ဟိုလက်ဝိစကားနဲ့ပြောရင်ကိုနဲ့ထိုးတဲ့လူကဝိတ်တန်းတူဘူးနော်ဝိတ်တန်းတူဘူးလူဝိတ်တန်းတူမှကိုယ့်ရဲ့အရေးချင်းကိုယ့်ရဲ့ဆောင်ရွက်နိုင်မှုလုပ်နိုင်ပါလေအဲ့တော့ကျွန်တော်ကကျွန်တော် AFC ကျွန်တော်ဒီ COVID ကာလပြီးသွားတဲ့အခါမှာ AFC ရောပြန်ကျင်းပကျင်းပတဲ့အခါမှာကျွန်တော်အရင်ဆုံးကျွန်တော်ကမ္ဘောဒီးယားမှာဟိုကျွန်တော်သွားကန် ကျွန်တော်တို့ရဲ့ကလေးတွေရဲ့အရေးချင်းကသူတို့ကလေးတွေရဲ့အရေးချင်းနဲ့မကွာပါဘူးမကွာပါဘူးဒါမဲ့နည်းနည်း60အပြည့်ကစားနိုင်တဲ့အချိန်လေးနောက်ပြီးတော့ technique ပိုင်းလေးနောက်တစ်ခါဒီဘောလုံးအသင်းတင်းကိုဘလို့ဖွဲ့စည်းထားလဲဆိုတော့ management ပုံစံလေးနောက်ကနောက်ဆုံးအရေးကြီးတော့နောက်ကငွေကြီးစပုတ်ပေါ့နော်ဘလို့ပေးတယ်ဆိုရဟာကျွန်တော်တို့เนี่ยတော်တော်ကြွားပြီးကြံတယ် ျွန်တော်တို့ကြီးကြံခဲ့တယ်ပေါ့နော်ကြံခဲ့တော့ကျွန်တော်အဲ့နှစ်ကနေစပြီးကကျွန်တော်2020ဖြစ်မယ်နော်ဟုတ်ရဲ့27လား27မယ်ကျွန်တော်အဲ့အန်စပြီးကျွန်တော်နိုင်ငံတကာမယ် AFC ပွဲတွေ AFF ပွဲတွေဆိုရင်ကိုယ်တွေဝိတ်တန်းတူလာဖို့အတွက်ကျွန်တော်တို့အသင်းရဲ့ခုနလိုအပ်ချက်တွေကိုကျွန်တော်စပြီးပြင်ပါတယ်ပြင်တဲ့ဟာတော့ကျွန်တော်၅နှစ်စီမံကိန်းပွားထားတယ်တစ်နှစ်ချင်းစီ တို့လည်းကျွန်တော်တို့ရှိတဲ့အင်းနဲ့အားနဲ့ကျွန်တော်ဝန်တိုင်းမလုပ်နိုင်ပါဘူးဝေကြီးတခုလည်းပံ့ပိုးလို့လည်းမရဘူးအစားသမားတွေအားလုံးရဲ့ professional player ဖြစ်လာဖို့အတွက်သူတို့ရဲ့စိတ်ဓာတ်ကိုလည်းပြင်ရမယ်ဟုတ်လားအားလုံးက professional အဆင့်ရောက်သွားဖို့အတွက်ကိုကျွန်တော်တို့ကစူးစမ်းနောက်ဆုံးကျွန်တော်တို့ရဲ့ management ဟုတ်လားကျွန်တော်တို့ရဲ့အသင်းရဲ့ပေးနိုင်တဲ့ facility ဒါတွေလည်း player တွေအတွက်လိုအပ်တဲ့ facility ပဲခုနလို professional အဆင့်ရောက်အောင် ဒါလို့ရောက်လာမှကျွန်တော်တို့ကဝိတ်တန်းတူလာတဲ့ခါကျမှကျွန်တော်တို့ကလေးတွေလည်းတို့ငင်းလားငါလားရှင်းကစားနိုင်မှာပေါ့နော်အဲ့တော့ကျွန်တော်တို့စူးစမ်းနေပါတယ်ကျွန်တော်တို့တစ်နှစ်တစ်တစ်နှစ်လဲကျွန်တော်တို့စူးစမ်းမှုအရာဖြစ်ပါတယ်မနေ့ကဆိုကျွန်တော်တို့ AFC နဲ့ကျွန်တော်တို့ quarter final ထိရောက်ခဲ့ပါတယ် AFF ကတော့ကျွန်တော်တို့ဒီနှစ်မယ်မနေ့ကထပ်ပို့ပြီးတော့ကောင်းအောင်လုပ်ဖို့အတွက်စူးစမ်းထားပါတယ်ဒီနှစ်ဆိုလဲ ျွန်တော်တို့နိုင်ငံအတွက်ကျွန်တော်တို့ slot နှစ်ခုရလာတယ်ရန်ကုန်လည်းကျွန်တော် slot တစ်ခုရတယ်ကျွန်တော်တို့ရှမ်းလည်းတစ်ခုရတယ်ကျွန်တော်တို့အတွက်ပို့ပြီးတော့ခွင့်ရေးတွေကောင်းလာမယ်လို့ထင်ပါတယ်အဓိကအရေးကြီးတာတော့ဗစားသမားတွေရဲ့ခုနတစ်ခုခုဖြစ်ခဲ့ရင်တော့ဒီလိုမျိုးကုသပေးနိုင်ဖို့အတွက်စက်တွေပါတွေရှိတယ်ဆိုတော့ဒါလည်း one of the facility ပဲလေเนาะဒီလိုဟာမျိုးရှိလာဆိုတော့ဒါကျွန်တော်တို့ခုန weight တန်းတူလာဖို့အတွက်ကျွန်တော်တို့ နိုင်ငံကလပ်တွေကဒါစူးစမ်းကြရင်လည်းလိုပဲဖြစ်လာကျွန်တော်တို့ကကိုဗစ်ကာလနဲ့ကိုဗစ်အလွန်ကာလမှာကျွန်တော်တို့ကနောက်ကျကျန်နေတာကျွန်တော်တို့စူးစမ်းနေပါတယ်ဟုတ်ဟုတ်ဆိုရင်ဒီဘက်ဝယ်နှစ်ခုပါမှာချောင်းပြန်တဲ့ challenge challenge ဟုတ်ဟုတ်တော့ကျွန်တော်တို့အဓိကမိန်းတာကကျွန်တော်တို့ကနှစ်ခုလုံးကိုတော့ထားအောင်နှစ်ခုလုံးကိုထားအောင်ပဲ trophy cup လဲကျွန်တော်တို့ကြားတဲ့အုပ်စုပေါ်မှာမူတည်ပြီးတော့ကျွန်တော်စူးစမ်းအောင်ပါပဲ ဟလာအနည်းဆုံးကမ္ဘောဒီးယားအသင်းလာအိုအသင်းဟလာဒီလိုအသင်းနေဟလာနောက်ဆုံးရှင်နိုင်ဖို့အတွက်ကျွန်တော်စူးစမ်းအောင်ကျွန်တော်ယူရီးယားအသင်းတို့ဗီယက်နမ်အသင်းတို့မလေးရှားအသင်းတို့ဟလာဒီလိုအသင်းနေရတော့ကျွန်တော်မှီဖို့အတွက်ကျွန်တော်အများကြီးစူးစမ်းအောင်တို့တို့တွေကတို့ရောက်နေပြီးသားပြေဆုံးမှုဟိုကျွန်တော်တို့မှီလာဖို့ဆိုတာဒီပညာတစ်ခုလည်းမဟုတ်ဘူးเนาะကျွန်တော်တို့ခုန ီ management လဲပြည့်စုံမှုရှိရမယ် facility လဲပြည့်စုံမှုရှိရမယ်ငွေကြေးအင်အားလဲပြည့်စုံမှုရှိရမယ်ကစားသမားတွေအတွက်လဲနီးစနစ်လဲပြည့်စုံမှုရှိရအပြည့်စုံမှုတွေအဲ့အရာတွေရှိလာမှာသူတို့နဲ့ကျွန်တော်ရှင်းလို့ရပါဒါပေမဲ့သူများတွေစိတ်သက်ပိုင်းဆိုင်ရာတော့ကျွန်တော်ကလေးတွေကျွန်တော်ကလေးတွေသူများတွေ တရားရှိတယ်ဆိုသူတို့နှံ့ရဖြစ်အောင်သူတို့စိတ်သက်ပြင်းထန်ကြပါတယ်စိတ်သက်ပါဆိုင်ရမယ်တော့ကျွန်တော်တို့မရှုံးပါဘူးဒါကြောင့်မို့လို့ကျန်တဲ့ဟာတွေပြည့်စုံအောင်ကျွန်တော်ကလိုက်ဖြည့်ဆည်းလိုက်မှာဆိုရင်ကျွန်တော်တို့တစ်ချိန်မှာမှီလာမှာဟုတ်ကျွန်တော်တို့တော့ဆိုရင်ကျွန်တော်တို့ဝန်ကြီးဌာနကိုကျွန်တော်တို့ကဒီမှာကျွန်တော်တို့ဂျင်တို့ player တွေနေဖို့ရန်ကုန်နေရတာကိုနေဖို့ ਨੇ လေ့ကျင့်ဝင်ဖြစ်ဖို့အတွက်ကတော့ကျွန်တော်တို့ क्व င်းကိုတော့ ကောင်းကောင်းလုပ်ပြီးပါပြီကျွန်တော်တို့တချို့ဂျင်ပစ္စည်းတွေလည်းကျွန်တော်တို့ပြည့်စုံအောင်စီစဉ်ထားပြီးပါပြီနောက်ပြီးတော့ဟိုဒီဟိုတချို့ကလေးတွေတောင်းတောင်းဖြစ်တဲ့ဟာမျိုးဆိုဒီလိုမလာဘဲနဲ့ကျွန်တော်တို့ကန့်မယ်ပဲဟိုဆလင်းကွင်းမယ်ပဲလှုပ်လို့ရအောင်လဲကျွန်တော်တို့အဲ့ဒီ physio therapist နဲ့ပတ်သက်ပြီးတော့ကျွန်တော်စီစဉ်ထားတာရှိပါတယ်ခုဆက်အသေးတွေနဲ့ပေါ့လေဆက်အသေးတွေနဲ့စီစဉ်ထားပါတယ်ခုနဟိုအစားသမားတွေရဲ့ချန့်ခိုင်မှု အာကျွန်တော်တို့ဒီပွဲတစ်ပွဲမှာတန့်ခိုင်မှုကအရင်အရေးကြီးတယ်။မိနစ်60လုံးတူတင်ကိုတင်ကစားနိုင်ဖို့ဆိုတာတန့်ခိုင်ရေးကအရေးကြီးတယ်။ဒီတန့်ခိုင်ရေးအတွက်ကိုလည်းကျွန်တော်တို့ပံ့ပိုးကျွန်တော်တို့အခုဆိုစပိန်နိုင်ငံသားဒီပြတဲ့ကိုကျွန်တော်တို့ဒီကိုကျွန်တော်တို့ဟိုလာပြီးတော့ပူပေါင်းနေတာရှိပါတယ်။တန့်ခိုင်ရေးအတွက်ပေါ့။ဟောအဓိကတော့ခုန facility ကိုကျွန်တော်တို့တတ်နိုင်တဲ့ဘောင်လေးကနေပြည့်အောင်ကျွန်တော်တို့စူးစမ်းပါမှာပါ။ အဲအတွက်လည်းဟိုအဖွဲ့ချုပ်ကအကသဝန်ကြီးဌာနကိုကျွန်တော်ကျေးဇူးတင်ပါတယ်။ဒီကျေးဇူးတော့မှကျွန်တော်ပေါ့စီမန္တလေးမှာဒီကုန်ကြမ်းစီကိုပြောတာ။အမ်ကုန်ကြမ်းစီအနေနဲ့ကတော့ကျွန်တော်တို့ ქვენ ပြင်တာကတော့ကျွန်တော်တို့ budget သိန်း3000လောက်ကျွန်တော်တို့သုံးဖို့မှန်းထားပါတယ်။ဂျန်နဲ့ဒီလေ့ကျင့်ရေးပစ္စည်းနဲ့ဝရင်းနေကတော့ကျွန်တော်တို့အဆက်ဆက်ဒီချောင်းနိုင်တက်ကစုလာခဲ့တဲ့ပစ္စည်းတွေနဲ့ကျွန်တော်တို့စီစဉ်ထားပါတယ်။ဟိုဟာကုသရေးပစ္စည်းကတော့ကျွန်တော်တို့သိန်း ျွန်တော်တို့ဟိုကျွန်တော်အသိ900 600ဘူးလောက်ကျွန်တော်တို့ဝယ်ထားပါတယ်ဟိုနာဟိုနောက်ပြီးတော့ကျွန်တော်တို့ physio therapist လေးတွေလည်းကျွန်တော်တို့ခန့်ထားပါတယ်ဒီနေ့ကတော့ကိုယ့်ကိုချက်ချင်းလုပ်လို့ရအောင်အခုကတော့ main ကလေးအသင်းလဲရှိတယ်ယောက်ျားလေးရနှစ်သင်းရှိပါဘူးเนาะဟိုအသင်းကြီးနဲ့အသင်းငယ်တော့ main ကလေးအသင်းအတွက်ကိုတော့မျိုးသမီး physio therapist တယောက်ကျွန်တော်တို့ခန့်ထားပြီးဖြစ်ပါတယ်ယောက်ျားတယောက်ကတော့ကိုယ်ရောခန့်မှုပြင်တယ်ကျွန်တော်လာဒီလောက်ကောင်ဆိုလာ join ကျွန်တော်တို့တော့ဖိတ်ကြားထားတဲ့အသိတွေရှိပါတယ်။အဲ့မဲ့မှာဒီ CEO တို့ hero တို့ရဲ့သူတို့ရဲ့ decision အတိုင်းပေါ့နော်။သူတို့ရဲ့ decision အတိုင်းသူတို့ဘယ်အသိနဲ့သွားပြီးခြေစမ်းမလဲ။နောက်ပြီးတော့ကျွန်တော်တို့ဘယ်အသိနဲ့သွားပြီးတော့ခြေစမ်းမလဲဆိုတဲ့နေရာမှာကျွန်တော်တို့အသိ future အတွက် ကျွန်တော်တို့ဘာတွေလေ့လာသင်ယူလို့ရမလဲ။လေ့လာသင်ယူဖို့ကောင်းသောအသိကိုကျွန်တော်တို့ရွေးချယ်ပါမယ်။ကျွန်တော်တို့ကတော့လောလောဆယ်လို့ယူရီးယားရွေးချယ်ထားပါတယ်။ကျွန်တော်နီနီနာနာ လေယာဉ်လည်းလင်းစီးရသက်သာနော်ဟိုဟာအဝင်းဖြစ်တယ်ဟိုကျွန်တော်တို့မယ်ကဟိုပြပပွဲတစ်ပွဲသွားခံရင်အဓိကဘယ်သွားခံမလဲဆိုတာအရင်ရေးကြည့်ကျွန်တော်တို့သူတို့အသင်းနေလို့ကျွန်တော်တို့ဘာချက်ကိုပြည့်ပြည့်ဝမသုံးနိုင်ခါကြရင်ကျွန်တော်ပလေယာတွေဥပမာဖိလစ်ပိုင်လိုနိုင်ငံမျိုးကိုသွားခံလေယာဉ်30လောက်စီးရလေယာဉ်30လောက်စီးရရင်ကျွန်တော်ကဈေးသက်သာဆုံးအက်တကက်ကိုကျွန်တော်သုံးရတယ်ခါကြရင်ပလေယာတွေလေစိတ်ထဲမဲ့ ုံးလေးနိုင်နေရတယ်တကယ်မလားဟိုဒါတွေပေါ့နော်ဘာလို့ကျွန်တော်တို့ဟိုဘာကျက်အပြည့်မသုံးနိုင်တဲ့ခါကြတော့မဖြစ်ဖြစ်အောင်ဟိုခီစည်းပြီးသွားရတာဖြစ်တယ်ဆိုတော့ကျွန်တော်အရန်ခွေးတဲ့နေရာကိုကျွန်တော်တို့အခက်ခဲရှိတယ်ကျွန်တော်ကျွန်တော်ယူတရားကိုတော့ကျွန်တော်တို့အနည်းဆုံးသွားပြီးလေ့လာအသင်းရဲ့ management ရောဒီကစားတဲ့စနစ်ကိုပူပေါင်းတည်ယူနိုင်မဲ့အသင်းမျိုးကိုကျွန်တော်ရွေးချယ်နေပါတယ်ယူတရားအသင်းတွင်ဖြစ်မှာ ကျွန်တော်တို့အိမ်ခွင့်ရရှိဖို့အတွက်ပြင်ပြထားပါတယ်အိမ်ခွင့်ရရှိရင်လည်းကျွန်တော်တို့အိမ်ခွင့်တစ်ခု invest လုပ်ဖို့အတွက်ကျွန်တော်တို့ပြင်ဆင်ထားပါတယ်ကျွန်တော်တို့ဟိုဒီသားဆိုင်ရာဟိုစိုးရအဖွဲ့လဲကျွန်တော်တို့ဆောင်ရွက်ပေးနေပါတယ်ကျွန်တော်တို့လုပ်နေပါတယ်တကယ်လို့အမြန်ဆုံးချင်းမှတင်တာပေါ့နော်အမြန်ဆုံးချင်းမှတင်တာဟို AFC ပွဲချင်းမှဘူးကလည်းဟိုသတ်မှတ်ထားသော criteria ညားတယ် ဖွဲ့ရတဲ့အများတယ်ကျွန်တော်ပြည်နာကစားဝင်မယ်လုပ်ဖို့အတွက်ကျွန်တော်စူးစမ်းနေတယ်ဒါပေမဲ့ထပ်ထည့်ရမယ်ခရီးရည်များတဲ့ခါကျတော့အဆင်မပြေတာနဲ့စူးစမ်းနေပါတယ်လို့เนาะရှမ်းပရိသတ်အားလုံးရှမ်းဘယ်ပွဲပဲကန်ကန်အမြဲတမ်းကွင်းလုံးပြည့်တယ်ဘောလုံးကိုချစ်တယ်လူငယ်တွေအတွက်လည်းကောင်းတယ်ကျေးဇူးတင်ပါတယ်ဒီနေ့ကကျေးဇူးတင်